ီနေ့မှာတော့ဒီ TikTok ကြည့်ရုံနဲ့ပတ်စံရနိုင်မယ့် TikTok Lite application account ဖွင့်နေကို step by step ပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါပရမအောင်ဆုံးချက်အနေနဲ့စဖွင့်မယ်ဆိုလို့ရှိရင်တော့ region ပြောင်းဖို့လိုတယ်အဲ့တော့ location ကိုအရင်ဆုံးပိတ်ပါ location ပိတ်ပြီးသွားလို့ရှိရင်တော့ကိုယ့်ရဲ့ phone ထဲမှာရှိရဲ့ setting တွေကိုဝင်ပါအာဒီမှာတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်အဲ့ဒီမှာ date and time ဆိုတာလေးရှိရဲ့အဲ့ဒါကို nick ပြီးလို့ရှိရင်အဲ့ဒီမှာ အာဘောနောကိုက region ပြောင်းရမှာဖြစ်ပါတယ်အာဆိုတော့မြန်မာဖြစ်နေလိမ့်ပါမယ်အဲ့မှာမြန်မာနေရာမှာအန်တို့ကဒီဂျပန်ဘောနောဂျပန်မှာတောင်မှဒါဥစားကရှိတယ်ဘလူးရှင်တူယူရှိရယ်ဘောနောကြိုက်တာယူလို့ရတယ်အဲ့မှာယူပြီးနေပြီးတော့ပြောင်းပါဆိုတော့ပထမအောင်ဆုံးအနေနဲ့ဒီ Google Play Store မှာဆိုလို့ရှိရင် Japan region မဟုတ်ဘူးတော့လုံးဝအဲ့ဒီ TikTok like application လုံးဝ down လို့မရဘူးပေါ့နော်အဲ့ဒီတော့ဘာလုပ်ရမလဲဆိုကိုယ်အနေနဲ့ Google Play Store ထဲမှာအရင်ဆုံးအ storage တွေကိုတွက်ဖြတ်မယ် ကိုယ့်ရဲ့အရင်ကတောင်းခဲ့တဲ့ history ပေါ့နော် storage တူပတ်ဖြတ်မယ် clear အားလုံးလုပ်ပြီးသွားမှာပဲ aquatic tiktok live application ကို vpn နဲ့ဒါမှမှာပေါ့နော်အဲဆိုတော့ clear လုပ်ပြီးသွားလို့ရှိရင် vpn ပေါက်ဖွင့်မှာအဲဆိုတော့အဲ vpn မှာလည်း japan region ဖြစ်နေရမယ် japan server ပေါ့နော်ဟိုကရွေးထားပြီးတော့အန်ဒါချိန်ရမယ်ပေါ့ဆိုတော့အဲ့လိုချိန်ပြီးမှသာလေ google play store ထဲမှာပွားရှာလို့မှဒီ tiktok live ကတွေ့ရပါတော့ဒီ application ကိုဒေါင်းလာဖြစ်ပါတယ်ဆိုတော့ဒီ application ကိုစတောင်းပါမယ်ဆိုတော့ခဏလေးစောင့်ပြီးပါသူကတော့နည်းနည်းကြားတယ်ပေါ့နော် VPN ခံပြီးတောင်းတဲ့အခါမှာနည်းနည်းကြားတယ်ဒါပေမဲ့စိတ်ရှိပါဒီ Yage Japan region တက်တက်လိုက်ရဖို့အတွက်စိတ်ရှိရပါတယ် နင်တို့ application လည်းရှိပြီဆိုလို့ရှိရင်တော့ Google account တခုရှိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့နင်တို့အာဖောက်ထားပြီးသားလေးရတယ်မဖောက်ရသေးလေးရတယ်ဆိုတော့မဖောက်ရသေးလို့ရှိရင်ဒီဗီဒီယိုကြည့်ပြီးပါဖောက်နည်းပြပြမယ်ပေါ့နော်ဆိုတော့ရင်းဆုံး email ကိုဝင်မယ်အာပြီးလို့ရှိရင် add another account ကိုနှိပ်ပါဆိုတော့ add another account ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်နင်တို့အာစပြီးတော့ဖွင့်မယ်ပေါ့နော် Google ကိုဆက်နှိပ်ပါ အာဆိုတော့ Google နေခဏလေးစောင့်ပြီနော်။ကြည့်ဒါလေးပါလာလို့ရှိရင် create account ဆိုတဲ့ဟာလေးကိုနေပါ။အဲ့မှာ for my personal use တွားကိုထည့်နေပြီပါ။အဲ့မှာကိုထားခြင်းနဲ့နာမည်ပေါ့နော် first name last name လေးကိုအာထည့်ပြီပါ။ဒါမှမသေးကြတာခုကဒီလိုဖွင့်နေတဲ့အချိန်မှာဆိုလို့ရှိရင်လုံးဝလုံးဝ VPN မဖြုတ်ရအောင်နော်။ဆိုတော့ဒီမှာ birthday အရင်ရေးကြည့်ရင်ဒီ birthday မမမီလို့ရှိရင် TikTok account မှာလည်းဖွင့်လို့မရအောင်။ဆိုတော့ဒီ birthday ကိုတေးချနေပါ။ မမိအောင်လုပ်ပါဆိုတော့ TikTok like ပါလေဘတ်ဒီမှာပါလို့ရှိရင် Google နဲ့မှာလို့ရှိရင်သူတို့ကလုံးဝ approve မပေးဘူးပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကိုနေတက်တဲ့ဟာကိုရွေးပါပြီးတော့ niche ကိုနှိပ်ပါနှိပ်ပြီးွားလို့ရှိရင်အဲ့မှာ passport ရိုက်လိုက် passport ကိုထားချင်တဲ့ passport ကိုရိုက်ရိုက်ပြီးတော့အဲ့ niche ကိုနှိပ်လိုက်လို့ရှိရင်တော့ Google account ပွင့်သွားပြီအဲ့ဒါဆိုလို့ရှိရင်ကို channel ဟာဆက်လုပ်လိုက်ရပြီပေါ့နော်နာကတော့ဖွင့်ပြီးသားဆိုတော့ဒါပြပြတာဖြစ်ပါတယ်ကေကေကေဒါဆိုစောက်ဖွင့်မယ်ဆိုတော့ TikTok like ထဲမှာဝင်မယ် VPN လုံးဝကျလို့မရအောင်နော် VPN လေးတိကျပြင်ဆင်ပြပါဒါမှမဟုတ်လို့ရှိရင်နည်းနည်းကျသွားပြီဆိုလို့ရှိရင် VPN ဖြုတ်ပြီးတော့ပြန်ပြီးတော့အဲ VPN ပြန်ချိန်ပြပါကဲအားလုံးဆင်ပြေပြီဆိုလို့ရှိရင် TikTok Lite application နဲ့ဝင်ပါဝင်ပြီးသွားလို့ရှိရင်အဲဒီလိုလေးပေါ်လာမယ်ပေါ့နော်ဒါတော့အစစ်မှန်ဖြစ်တယ်ဆိုတော့ agree and continue ကိုနေအဲ့ဒီမှာ daily life ကိုပဲကြည့်ထားချက်တွေဟာယူလို့ရတယ်ပေါ့နော် i will start watching ကိုနေပါရှင်အဲ့ဒီမှာ profile လေးကိုဝင်လိုက် ့ profile လေးကိုဝင်လိုက်အဲ့ဒီ profile မှာ login ဆိုတာလေးရှိတယ်ပေါ့နော်ဆိုတော့ကိုကဒီမှာတော့နန်းကဖွင့်မိသားမလို့ login လုပ်လိုက်တာကိုကအကြိမ်လုပ်အင်လုပ်ရသေးလဲ sync up လုပ်လိုက် sync up ကို name နေပြီးွားလို့ရှိရင် continue with google ဆိုပြီးတော့ကိုဖွင့်ထားတဲ့ google account ကိုပါနေလိုက်အဲ့ဒါဆိုရင်သူကအဲ့မှာ birthday တောင်းလိမ့်မယ်အဲ့ဒီမှာကိုအဲ့ birthday ကိုခုန google account မှာဖွင့်ထားတဲ့ birthday ကိုပဲနေနော်ဆိုတော့အဲ့ဟာပြီးသွားလို့ရှိရင်ကို account ပွင့်သွားလိမ့်မယ် တော့ကိုကောင်းပွင့်သွားလို့ရှိရင်ကိုက TikTok Live application မှာအာဒီပတ်စင်ရှာလို့ရမရ point နေရှာလို့မရမဘလို့သိရလဲဆိုလို့ရှိရင်တော့ဒီအောင်မှာဒီဒီရဲ့ဟာလေးပေါ်လာလိမ့်မယ်နော်အဝိုင်းလေးပေါ်လာလိမ့်မယ်အဲ့ဒီအဝိုင်းလေး point ပုံစံနဲ့ပြီးပုံစံလေးအဲ့ဟာလေးပေါ်လာလိမ့်မယ်ဒါလေးဆိုလို့ရှိရင်တော့ကိုအနေနဲ့စပြီးတော့ ီဒီယိုစကြည့်ပြီးတော့ share လုပ်ရပါပြီ။အဲ့ဒီရဲ့ point ဆူရဲ့နေရာတွေဝင်လိုက်လို့ဒီလိုတွေးလို့ရှင်တော့ဟာစိတ်မပူနဲ့ဒါက FAQ error လို့ခေါ်တယ်။သူကနေရက်၃ရက်နေလို့ရှင်သူကနေသူပျောက်သွားပြီးတော့မှ point နေစပြီးတော့ဆူလို့ရတဲ့ဟာလေးပေါ်လာလိမ့်မယ်ပေါ့နော်။ဆိုတော့ဒီရဲ့ video လေးကိုစာဆုံးကြည့်ပြီးတော့ကိုကနေကိုဖွင့်လို့ရတယ်ပေါ့နော်။အဲ service တွေ အေဂျင့်အနေနဲ့ဘာမှအဆရာမလို့ဘူးနော်ဒါဆိုလို့ရှိရင်ရန်ကုန်ရေဂူလေးရှင်နဲ့အဓိကဒီနီးတိုင်း step by step လုပ်ကြည့်ပါလုံးဝလုံးဝရပါလိမ့်မယ်ဆိုတော့အလုံးကျေးဇူးအများကြီးတင်ပါတယ် TikTok like တွေအများကြီးကြည့်ပြီးတော့အဝင်ငွေညရပါစေလို့ဒီနေ့ stand by ပြရှင်